မင်္ဂလာပါရှင်မိုးတော့ချက်နယ်ကနေပြောပြန်လေကြိုဆိုလိုက်ပါတယ်စက်တင်ဘာလ25ရက်နေ့အတွက်ဆေးဝင်သားဝယ်ကောင်းတဲ့အထရင်အကြောင်းညာတွေကိုတင်ဆက်ပေးသွားချင်ပါတယ်ဒီစီဇန်လေးမစတင်ခင်မှာတော့မိုးတော့ချက်နယ်ကို Subscribe နဲ့အရင်ရှက်လေးလုပ်ပေးပါအောင်ရှင်ပြည်သက်ကြီးရဲ့အခုပထမဆုံးတင်ဆက်ပေးမယ့်တဲ့ကတော့မန္တလေးတိုင်းမှာအောင်မြေချက်နေရဲ့တက်မရောဆိုတဲ့တဲ့ကိုဖော်ပြပေးသွားပါမယ် တမရဆေချောင်းတွေရမန္တလေးတိုင်းဒေသကြီးရှိမိုးကုတ်တပိတ်ချင်းမန္တလေးလမ်း၃ခုစုံရာဖော်တော်လမ်းစုံကိုပြီးခဲ့တဲ့စက်တင်ဘာလ22ရက်နေ့မှာတင်ပလိုက်တယ်လို့သိရပါတယ်။မန္တလေး PDF အိုးဆောင်နဲ့ပူပေါင်းအဖွဲ့တွေဟာတမရဆေချောင်းတွေရဲ့ပြင်းထန်တဲ့တိုက်စစ်ကိုခုခံနိုင်စွမ်းမရှိပဲစုခွာထွက်ပြေးခဲ့ရတယ်လို့သိရပါတယ်။ဇေယကွင်းဒေသခံတဦးကလမ်းလေကျေးရွာဝါဖြူတောင်ရွာနဲ့ဖော်တော်လမ်းစုံနေရာတွေအားလုံး ။တမ်မရော့ကပြန်လည်သိမ်းပိုက်လိုက်တာမှန်ပါတယ်။တချိန်တည်းမှာပဲဇေယျကွင်းရွာတဲ့ကိုလေတမ်မရော့စေချောင်းတကူကဝင်ရောက်ရှင်လင်းနေစေဖြစ်တယ်လို့ဆိုပါတယ်။တမ်မရော့စေချောင်းတွေဟာပြီးခဲ့တဲ့စက်တင်ဘာလ22ရက်နေ့ကဝါဖြူတောင် ဖော့တော်ကြောက်ပြားစတဲ့နေရာတွေကိုလေချောင်းကနေတိုက်ခိုက်ခဲ့တယ်လို့တွင်းငယ်ရွာအနီးရှိတမ်မရော့စေချောင်းတွေကလည်းလက်နေကြီးတွေပြစ်ကိုပေးခဲ့တယ်လို့သိရပါတယ်။တမ်မရော့စေချောင်းတွေရဲ့တိုက်ခိုက်မှုတွေကြောင့် မန္တလေး PDF နဲ့ပူပါအဖွဲ့တွေဟာအထီးအခိုက်အကြအဆုံတွေရှိခဲ့ပြီးတော့စက်တင်ဘာလ22ရက်နေ့မှာဖော်တော်လန်းဆောင်ဘက်ကနေစင်ကူးနယ်ဘက်ကိုထိခိုက်တံရရသူတွေနဲ့အသက်မဲ့ခန္ဓာကိုယ်တွေကိုလုနာတင်ရှင်တွေနဲ့တဲထုတ်ခဲ့ရတယ်လို့သတင်းတွေလည်းထွက်ပေါ်ခဲ့ပါတယ်။ဒေတာကန်တူကဖော်တော်ဘက်ကဆင်းလာတဲ့လုနာတင်ရှင်တွေကတော့ပြလို့ပြန်နေရပဲအားလုံးဆိုရင်စဲစည်းကြော်တယ် အဲဒီလူနာတင်ရင်တွေထဲမှာလူသေးအလောင်းတွေနဲ့ဒဏ်ရာရသူတွေအပြည့်တင်လာတာမြင်နေရတယ်။အဲဒီလူနာတင်ရင်တွေဟာစင်ကူးနယ်တဲကရက်ကန်းစင်တောင်ရွာဘက်ကိုအိုးတီသွားတာတွေ့မြင်ရတယ်။ဒါကြောင့်ကတ္တရာလမ်းပေါ်မှာဆိုင်ကယ်မမောင်းရဲပဲလမ်းအောက်ကနေမောင်းလာရတယ်လို့ပြောပါတယ်။တမ်မရော်စစ်ကြောင်းတွေရဲ့တိုက်ခိုက်မှုတွေကြောင့်မိုးကောဖြူဟာ1222တက်ကိုဦးဆောင်နေတဲ့တရင်မှုပူပူဆိုသူကြဆုံးခဲ့တယ်လို့သတင်းတွေလည်းထွက်ပေါ်ခဲ့ပါတယ်။ တမရစစ်ကြောင်းတွေဟာပြီးခဲ့တဲ့ရက်ပိုင်းကလည်းမန္တလေး PDF အဖွဲ့ရိအခိုင်အမာခန့်စစ်ဆင်ထားတဲ့ဘန်ကာရီကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။တမရစစ်ကြောင်းတွေဟာစက်တင်ဘာလ21ရက်နေ့ကမတရားနဲ့စင်ကူကြားရှိ ကိုလုံးပြုံနဲ့တန်ငါရွာတဝိုက်ပြင်းထန်တဲ့ထိုးစစ်ဆင်ခဲ့ရာမန္တလေး PDF နဲ့ပူပေါင်းအဖွဲ့ရိအထူးကိအကြဆုံးနေရှိခဲ့က၎င်းတို့အခိုင်အမာဘန်ကာစခန်းတွေကိုစွန့်ခွာထွက်ပြေးခဲ့ရတယ်လို့သိရပါတယ်ရှင်။ ။ထမ်းမှန်တင်ဆက်ပေးမယ့်အကြောင်းအရာကတော့ KNU နဲ့ပူပေါင်းအဖွဲ့တွေအခိုင်အမာခံစစ်ဆင်ထားတဲ့စကန်ကုန်းကိုတင်ပါလိုက်တဲ့တမ်ဘရောဆိုတဲ့တရင်အကြောင်းအရာပဲဖြစ်ပါတယ်။ကရင်ပြည်နယ်အတွင်းနေမြေရှင်းလင်းမှုတွေလှုပ်ဆောင်ရရှိနေတဲ့တမ်ဘရောစေချောင်းတွေရောကရင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ KNU ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေစိုးဖွဲ့လှုပ်ရှားလျက်ရှိနေတဲ့နေရာတွေကိုတခုပြီးတခုတင်ပါလိုက်ရရှိနေရစက်တင်ဘာလ23ရက်နေ့ကလည်း KNU PDF အဖွဲ့ရိအခိုင်အမာခံစစ်ပြင်ဆင်ထားတယ်။ဇေဒီကုန်းကိုထပ်မံသိမ်းပိုင်းနိုင်ခဲ့တယ်လို့သိရပါတယ်။တမ်ရော့စေချောင်းတွေကစက်တင်ဘာလ23ရက်နေ့မှာ အကြမ်းဖက် KNU PDF အဖွဲ့ရိအခိုင်အမာခံစစ်ပြင်ဆင်ထားတဲ့ကော်ကရိတ်မြို့နယ်ကျုံတိုးမြို့နယ်ကွယ်ရှိဗျက်ခသီရိငါတက်ဆောင်ဇေဒီကုန်းကို အောင်မြင်စွာသိမ်းပိုက်ထိန်းချုပ်လိုက်တယ်လို့တိုက်ပွဲသတင်းစုံ Telegram Channel ကဖော်ပြထားပါတယ်။ KNU ဦးဆောင်တဲ့ပူပွားအဖွဲ့တွေဟာတမတော်စစ်ကြောင်းတွေရဲ့ပြင်းထန်တဲ့တိုက်စစ်ကိုခုခံနိုင်စွမ်းမရှိဘဲကစင်ကလျာဆုတ်ခွာထွက်ပြေးသွားခဲ့ကြရလို့သိရပါတယ်။တင်းစဲရရှိတဲ့ဖျားကုန်းကို စစ်ဆေးကြည့်ရမှာအကြမ်းဖက် KNU နဲ့ PDF ပူပွားအဖွဲ့တွေဟာတာတနီကအစအုပ်တွေအတွင်အခိုင်အမာခံစစ်စင်တက်ဆွဲထားခြင်းငါတဲ့ဆောင်စီတီရဲ့ဌာပနာတိုက်ကိုဖောက်ထွင်းပြီးအဘိုးတန်ဌာပနာတွေကိုလည်းယူဆောင်သွားတယ်လို့သိရပါဗျ။ KNU နဲ့ PDF ပူပေါင်းအဖွဲ့တွေဟာ၎င်းတို့စုခွာခြင်းမှာတမ်းမတော်စစ်ကြောင်းတွေနောက်ကမလိုက်လာနိုင်အောင်အစာအုပ်တွေကို မိုက်ခွဲခြင်းစားတဲ့လုံရက်တွေကိုပြုတ်လုခဲ့ပြီးအဲဒီလိုမျိုးရုံမှမိုက်ရိုင်းတဲ့လုံရက်တွေကိုဘာသာကြားအကျန်းဖဲအဖွဲ့တွေကဦးဆောင်ပြီးလှုပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။နိုင်ငံတော်အစိုးရဟာပြီးခဲ့တဲ့အောက်တိုဘာကုန်ကနေမှကရင်လနဲ့ကိုင်အဖွဲ့ KNU ကိုအကျန်းဖဲအဖွဲ့စီနဲ့မတရားအသိအဖြစ်တတ်မှတ်ကြေညာခဲ့ပြီးနောက် ကရင်ပြည်နယ်အတွင်းနယ်မြေရှင်းလင်းမှုအချိန်မြင့်လှုံ့ဆော်ခဲ့ရာ KNU နဲ့ PDF ပူးပေါင်းအဖွဲ့တွေစုဖွဲ့လှုံ့ရှားနေတဲ့နေရာတွေကို တခုပြီးတခုသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်ရှင်။အခုနောက်ဆုံးအနေနဲ့သမောင်းမျိုးတိုက်ပွဲအတွင်း KYA ဦးဆောင်တဲ့ပူးပေါင်းအဖွဲ့ဝင်တွေကိုလက်နက်တွေနဲ့အတူ အရှင်လက်ရဖမ်းဆီးရမိတဲ့ရှမ်းပြည် SNL ဆွေတဲ့တင်ကိုဖော်ပြပေးသွားပါမယ်။စကိုင်းတိုင်းဒေသကြီးပမောင်းမြို့မှာ တမရော်နဲ့ရှမ်းပြည် SNL ပူးပေါင်းအဖွဲ့တွေနဲ့ ကချင်အကြံဖက် KIA ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေကြားမှာတိုက်ပွဲတွေဖြစ်ပွားလျက်ရှိနေရစက်တင်ဘာလ23ရက်နေ့မှာရှမ်းနီ SND အဖွဲ့က KIA ဦးဆောင်တဲ့ပူပေါင်းအဖွဲ့မှာပါတဲ့လက်နက်ကင်အဖွဲ့ဝင်တွေကိုလက်နက်တွေနဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ရှမ်းနီအမည်ရှိရဲ့ Facebook page တခုကဗမောင်းမြို့ကိုလာဖြက်စီရဲ့မိုင်းတုံကတိုးကာကွယ်ရေးတပ်ဖွဲ့နဲ့ KIA PDF အဖွဲ့ဝင်တွေကိုလက်နက်နဲ့အတူ အသေးအရှင်ဖမ်းဆီးရမိတယ်လို့ဖော်ပြထားပါတယ်။အဲ့ဒီရှမ်းနီ page ကဖော်ပြတဲ့တပ်ပုံတွေအရဗမောင်းမျိုးတိုက်ပွဲအတွင်းရှမ်းနီ SNE အဖွဲ့တွေကဗမောင်းမျိုးတိုက်ပွဲအတွင်း KYA ဦးဆောင်တဲ့ပူပေါင်းအဖွဲ့ဝင်အနည်းဆုံး9ဦးကိုလက်နက်တွေနဲ့အတူ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ရှမ်းနီ SNE အဖွဲ့တွေဟာပြီးခဲ့တဲ့ရက်ပိုင်းမှာ၎င်းတို့ထိန်းချုပ်ထားတဲ့နေရာတွေကနေယာယီစုပ်ခွာပြီးခဲ့ရပြီးနောက်ပိုင်းဗမောင်းမျိုးမှာ KYA ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေနဲ့ တိုက်ပွဲတွေမှာဆက်လက်ဖြစ်ပွားနေခြင်းအတွင်းကရရင်ဦးဆောင်ရဲ့ပူပေါင်းအဖွဲ့ဝင်အ ਨੇ ဆုံး5ဦးကိုလက်နက်တွေနဲ့အတူဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ဗမောင်မျိုးဟာစကိုင်းတိုင်းအထက်ပိုင်းမှာတည်ရှိနေပြီးရှမ်းနေလူမျိုး၊ကနန်လူမျိုး၊ကတိုးလူမျိုးတွေအများဆုံးနေထိုင်တဲ့မြို့လေဖြစ်ကရွှေထွက်တဲ့မြို့ဖြစ်တယ်လို့သိရပါတယ်။စကိုင်းတိုင်းအထက်ပိုင်းကချင်ပြည်နယ်အဆက်မှာတည်ရှိတဲ့ဗမောင်မျိုးဟာစီရင်မဟာဗျူဟာအရာ အချက်ချာကြတဲ့မြို့တွေမှာပါဝင်တယ်လို့ မန္တလေး၊ဗမာ၊ကချင်ပြည်နယ်၊ကုန်းသွယ်ရေးအတွက်လည်းအရေးပါတဲ့ဒေတာတစ်ခုဖြစ်တယ်လို့သိရပါတယ်။သခိုင်းတိုင်းနဲ့ကချင်ပြည်နယ်အစပ်ဗမောင်းမြို့မှာအခြေဆိုင်တဲ့တမ်မတော်စခန်းတွေကိုကာကင်စခန်းတချို့ကို KIA အကြမ်းဖက်အဖွဲ့ဦးဆောင်တဲ့ပူးပေါင်းအဖွဲ့တွေကပြီးခဲ့တဲ့စက်တင်ဘာလ15ရက်နေ့မှစတင်ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက်တိုက်ပွဲတွေဖြစ်ပွားလာခဲ့တာဖြစ်လာခဲ့ပါတယ်။နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင်တာယာရေးကော်မရှင်ကိုစန့်ကျင်နေတဲ့မီဒီယာတွေမှာတော့ KIA ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေကပမောင်းမြို့ကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့စက်တင်ဘာ20ရက်နေ့တုန်းကဖော်ပြခဲ့ပူပါတယ်။အ ਨੇ ဆုံးအဖွဲ့ပေါင်း6ဖွဲ့ပူပေါင်းပါဝင်တဲ့ကချင်အကြမ်းဖက် KIA ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာပမောင်းမြို့ကိုအင်အားသုံးပြီးတိုက်ခိုက်ခဲ့ပြီးမြေမျိုးတစ်ခုလုံးကိုအလုံးစုံသိမ်းပိုက်နိုင်တာမျိုးမရှိသေးဘူးလို့သိရပါတယ်။ကချင်လက်နက်ကိုင်အဖွဲ့ KIA ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေကပမောင်းမြို့ကိုအင်အားသုံးတိုက်ခိုက်သိမ်းပိုက်ဖို့ကြိုးပမ်းခဲ့တယ်လို့ စီရေးပြင်းထန်မဟုတ်တဲ့အရက်သားနေအိမ်တွေကိုလည်းဒရုန်းတွေမှလောင်စာစီချိတ်ဆွဲပြီးတိုက်ခိုက်တာမျိုးတွေရှိခဲ့တယ်လို့သိရပါတယ်။ KIA ဦးဆောင်တဲ့ပူပေါင်းအခွဲရီရဲ့ဗမောက်မြို့သိန်းတိုက်ပွဲဆင်နွှဲမှုဟာဒေသခံပြည်သူတွေကိုကောင်းကျိုးမပေးဘဲဆိုးကျိုးသာဖြစ်စေခဲ့ပြီးဗမောက်မြို့အတွင်းနေထိုင်သူထောင်ချီကိုဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ရှမ်းပြည် SNE အခွဲရီက KIA ဦးဆောင်တဲ့ပူပေါင်းအခွဲရီက ဖုံးကြီးကျောင်းတွေနဲ့လူနေအိမ်တွေကိုရှော့တိုက်ဒုံးတွေနဲ့ပစ်ခတ်ဖျက်ဆီးတာတွေလှုံ့ဆော်ခဲ့တယ်လို့သိရပါတယ်။ပြည်သက်ကြီးရဲ့ရှမ်းနီ SN တပ်ဖွဲ့တွေကစက်တင်ဘာ24ရက်နေ့မှာကရရင်ဦးဆောင်တဲ့ပိုးပေါင်းအဖွဲ့တွေကိုဂျုံနဲ့တိုက်ခိုက်နေမှုရုပ်တံကိုလည်းဖော်ပြပေးလိုက်ပါရှင်။